ောင်းလိုက်သွားရဲ့နော်တဲ့ဒီကောင်းစင်သားလေးမြားခင်ကပြစ်ထားခံရတယ်မြားလုံးနေတက်တော့ခုခုကိုပြင်ပြင်ပေးခဲ့ရတယ်အချိန်တော်တော်ကြာခဲ့ပါမင်းရဲ့ဆက်တော့တော့ကိုမကျေသားခဲ့ပါကြည်နော် CD ပေါ်တက်ပြီးတော့တက်ပုံရိုက်တာဒါနဲ့ပတ်သက်ပြီးတော့ပြောစရာတခုရှိတာက ရှေ့တုန်းကတောင်ချောင်းဖုန်ကြီးနဲ့မြောင်ချောင်းဖုန်ကြီးဆိုတာရှိတယ်နော် ယောက်ျောင်းဖုန်းကြီးကအရန်နာမည်ကြီးတယ်။အဲ့ဒါကိုတောင်ကျောင်းဖုန်းကြီးကအားကြပြီးတော့ငါလဲယောက်ျောင်းဖုန်းကြီးလိုနာမည်ကြီးအောင်လုပ်မယ်ဆိုပြီးကောင်းတာမှန်တယ်များအကုန်လုပ်ပါတယ်။ကောင်းတဲ့စိတ်နဲ့လုပ်တာတော့မဟုတ်ဘူး။နာမည်ကြီးကျင်လို့လုပ်တာနော်။ဘလို့ပဲကောင်းတာတွေလုပ်လို့တောင်ကျောင်းဖုန်းကြီးဟာယောက်ျောင်းဖုန်းကြီးလိုလုံးဝနာမည်မကြီးပါဘူး။အဲ့ဒီခါမှာတောင်ကျောင်းဖုန်းကြီးကအေးငါကောင်းတာတွေလုပ်ရတဲ့သားနဲ့နာမည်မကြီးဘူးဆိုရင်မကောင်းတာလုပ်ပြီးနာမည်ကြီးအောင်လုပ်မယ်ဆိုပြီးတော့ တနေ့မှာယောက်ျောင်းဖုန်ကြီးထံကပြန်လာတဲ့ဒကာဒကာမတွေရဲ့အရှိမမတ်တက်ရက်ပြီးတော့သင်္ကန်းကိုလှမ်း၍ထမ်းပင်ကိုဖတ်ပြီးညှောက်ပြသွားတယ်နော်အဲ့ဒါကိုမြင်ကြတဲ့ဒကာဒကာမတွေကဟာဟိုမှာကြည်သံတောင်ကျောင်းကိုတော့သင်္ကန်းလှမ်းပြီးထမ်းပင်ကိုဖတ်ညှောက်နေတယ်လို့ကြည့်ရကြပါတယ်အဲ့ဒီချိန်ကနေစပြီးတော့တောင်ကျောင်းကိုတော်လို့နာမည်ပြောက်ပြီးထမ်းပင်ကျောင်းကိုတော်ရဲ့လို့နာမည်ကြီးသွားပါတယ်နော်ပြောကျင်တာကလေ ီ social media ပေါ်မှာနာမည်ကြီးကျင်လို့ပောက်ပြလုပ်နေတဲ့လူတွေအနေနဲ့ပိတ်ပြီးနာမည်ကြီးကျင်နေတယ်ဆိုရင်တောင်ချောင်းကိုတော်လူအလားတူပေါ့နော် social media ပေါ်မှာအဖော်ချွတ်တွေလုပ်ပြီးတော့နာမည်ကြီးအောင်လုပ်ပါနော်အခုလို CD ပေါ်တက်ပြီးတော့ပောက်ပြရတယ်မလုပ်ပါနဲ့အခုလို CD ပေါ်တက်ပြီးတော့ပောက်ပြရတယ်လုပ်ချင်းဟာလုပ်တဲ့လူမှလည်းအပြစ်ဖြစ်တယ်လို့မြင်ရတဲ့လူတွေမှလည်းပဲစိတ်ဆင်းရဲမှုဖြစ်ရပါတယ်နော် ။ဒါကြောင့်ပြိပြီးတော့နာမည်အရန်ကြီးကျင်နေတယ်ဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာအဖော်ချွတ်တွေလုပ်ပြီးတော့နာမည်ကြီးအောင်ကြိုးစားပါနော်။ဒီနည်းနဲ့တော့နာမည်ကြီးအောင်မလုပ်ပါနဲ့။ဒါကနှီးပေးတာပါနော်။ဖုံဖုံဒကမာလဲဖုံဖုံတပားကိုတိုင်ကျင်တယ်။ဒကမာနဲ့ရီစာထားလို့ဒကမာတိုင်ရမလဲဖုံဖုံ။လူ့ဘုလဲစီကျင်လို့ပါ။ကုညီပါအောင်ဖုံဖုံတဲ့။ဒါကလွယ်ပါတယ်နော်။အဲ့ဒီကိုတော့နေတဲ့ကြီးဝတန်ခါနာယကဆရာတော်ကိုစုံစမ်းလိုက်ပါ။ စုံစမ်းလိုက်လို့သိပြီဆိုရင်အเจ้าရာနဲ့တကွထောက်ထားခိုင်လုံစွာချပြပြီးတော့တိုင်လိုက်ပါနော်ကြီးရတန်ခါနာယကကိုတိုင်လို့မရဘူးဆိုရင်မြို့နယ်တန်ခါနာယကဆရာတော်တွေကိုစုံစမ်းပြီးတော့အเจ้าရာနဲ့တကွချပြပြီးတိုင်လိုက်ပါအဲ့ဒါဟာပူရိပ်ထိရောက်ပါတယ်နော်အဲအခုလိုမျိုးကိုတော်တချို့မဟုတ်မဟုတ်တာလောက်တာတွေကိုတိုင်တော်မဲ့လူတွေပေါ်လာတာဟာသာသနာတန်ရှင်ရေးအတွက်ထောက်ကူဖြစ်ပါတယ်ဒါကြောင့်ဦးစင်းအနေနဲ့အားပေးပါတယ်တိုင်ပါနော် အရေးယူမယ်ဆိုလို့မလုပ်တော့တာကြောင်းကျင်တာထက်ဗုဒ္ဓဝါဒအတိုင်းကြင်ကြံလိုက်နာပြီးမလုပ်တဲ့တာကိုမလုပ်ကြတာကပိုကောင်းပါမယ်တဲ့ဒီမှကတက်တော့အပေါ်မှာတချင်းတွေနဲ့ကခုံပြီးတက်တော့စော့နေကြတဲ့ကိုတော်တွေကိုလူဝလဲပြီးဖမ်းဆီးနေတယ်ဆိုတဲ့အကြောင်းတတိပေးပြီးတင်ထားတဲ့ပို့ထဲမှာလာမှတ်ထားတာပါနော်သူဆိုလိုချင်တဲ့သဘောကဖမ်းဆီးလို့ရှောင်ကျင်တာမျိုးမဟုတ်ပဲ ကိုအသိနဲ့ကိုရှောင်ကျင်တာကကိုကောင်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒီလိုကိုအသိနဲ့ကိုရှောင်ကျင်နိုင်ရင်တော့ကိုကောင်းတာပေါ့နော်။အခုတော့ကိုအသိနဲ့ကိုမရှောင်ကျင်ပဲပုပ်ကရတွေလောက်ကြတဲ့အတွက်အာနာဆက်သုံးပြီးဖမ်းရတာဖြစ်တယ်။မြတ်စွာဘုရားရဲ့သာသနာတော်ဟာဓမ္မဆက်တစ်ခုတည်းနဲ့သွားလို့မရဘူး။အစိုးရမင်းများကအာနာဆက်သုံးပြီးကာကွယ်ဆောင်ရှောက်ပေးမှလည်းရမယ်နော်။သာသနာဘဟုတုတ္တပကတိကျမ်းမှာလည်းပဲ။ ်စွာဘုရား၏သာသနာတော်ကိုအစိုးရမင်းများကအာနာသက်သုံးပြီးကာကွယ်ဆောက်ရှောက်ပေးမှသာသာသနာတော်ဟာရည်ရည်တည်တံ့နိုင်ကြောင်းဖွင့်ဆိုထားတာရှိတယ်။ဒါကြောင့်သာသနာတော်တည်တံ့စေခြင်းတည်းဆိုရင်ဓမ္မဆက်တစ်ခုတည်းနဲ့မရဘူး။အာနာသက်ပါပါမှရမယ်နော်။သမထနဲ့ဝိပဿနာမခွဲတတ်ဘူးလားဖေယား။မေးထားတာမဖြေလို့မသိဘူးလားလို့တဲ့။မေးခွန်းမေးတဲ့နေရာမှာသတိလေးထားပြီးမေးပေးစေခြင်းပါတယ်။ဒါကြောင့်လဲဆိုရင် ဦးသင်းကဒီဆိုရှယ်မီဒီယာပေါ်မှာအချိန်ပြည့်ရှိနေတာမဟုတ်ပါဘူးเนาะမေခွန်းဖြေတဲ့အချိန်နောက်ပဲရှိတာပါအဲ့ဒီလိုမေခွန်းဖြေတဲ့အချိန်နောက်ပဲရှိတာဖြစ်တဲ့အတွက်မြင်ရတဲ့မေခွန်းတွေလည်းရှိသလိုမမြင်ရတဲ့မေခွန်းတွေလည်းရှိပါတယ်မြင်ရတဲ့မေခွန်းတွေကိုဖြေတဲ့အခါမှာလည်းပဲမိမိသိတဲ့မေခွန်းဆိုရင်တစ်ခါတည်းဖြေလိုက်ပါတယ်မိမိမသိတဲ့မေခွန်းဆိုရင်လည်းပဲရှင်းနိုင်ဖို့အတွက်ကိုစာဖတ်ပြီးတော့အထောက်အထားသွားရှာရပါတယ်။ဘာကြောင့်အထောက်အထားရှာရတာလဲဆိုရင် ခြေနေတဲ့ဥသိန်းကိုတိုင်ကအလုံးစုံကိုသိတဲ့တပ်ပြညို့ဖရာမဟုတ်ပါဘူး။ပါမန်ပုထုဇဉ်ယဟန်တပါဖြစ်နေလို့ပါနော်။နောက်ပြီးတော့ဒီမေခွန်းကိုဥသိန်းဖြေဘူးပါတယ်။မတ်ပိုင်ရှင်ကမမြင်လို့ဖြစ်ပါလိမ့်မယ်။ဒီမှာထပ်ပြီးတော့ဖြေပေးလိုက်ပါမယ်။တမထဆိုတာကစိတ်ကိုတည်ငြိမ်အေးချမ်းစေသည့်တမာတမာတိအလုပ်ဖြစ်ပါတယ်။နားလည်အောင်ပြောရမယ်ဆိုရင်တမထဆိုတာဟာကာမိစန္ဒနိဝရဏစတဲ့တရားတွေကိုငြိမ်သက်ပျောက်ကင်းစေသည့်အလုပ်ဖြစ်ပါတယ်။ဝိပဿနာအလုပ်ကတော့ ညာစကံပညာအလုတ်ဖြစ်ပါတယ်ဝိပဿနာအလုတ်ဟာပညာစကံပညာအလုတ်ဖြစ်တာမှန်တော်လဲပဲဝိပဿနာအလုတ်ကို လုပ်တဲ့နေရာမှာ သမထအလုတ်တွေလည်းအရေးပါပါတယ်သမထကမြမပြေကိုအကျိုးတက်ရောက်စေပြီးဝိပဿနာကတော့နိဗ္ဗာန်ကိုအကျိုးတက်ရောက်စေပါတယ်ဒါလို့ဆိုရင်နားလည်မယ်လို့ထင်ပါတယ်နော်ဒီဘဝရေဆက်အတူတူချရင် နောက်ဘဝပြန်ဆုံနိုင်ပါသလားတဲ့ရေဆက်အတူတူချရုံနဲ့တော့ဆုံကျင်မှဆုံမှာပေါ့နော် မြတ်စွာဘုရားကနောက်ဘဝမှာတဦးနဲ့တဦးပြန်ဆုံးခြင်းတယ်ဆိုရင်ဒီဘဝမှာတဦးနဲ့တဦးသူ့လေးသူညီမျှရမယ်လို့အင်္ဂုတ္တရနိကေသတ္တကနိပတ်မှာဟောကြားထားတာရှိပါတယ်။အဲ့ဒီသူ့လေးသူကဘာတွေလဲဆိုရင်တသမတရာယုံကြည်ချက်ချင်းတူရမယ်။နှစ်သမသီလကိုကျင့်တရားချင်းတူရမယ်။သုံးသမစာကသေကံစွန့်ကြဲခြင်းလည်းတူရမယ်။လေးသမပညာ အသိပညာချင်းလဲတူရမယ်တဲ့ဒါဟာတူလေးတူပဲဖြစ်ပါတယ်တူဦးနဲ့တူဦးအဲ့ဒီတူလေးတူနဲ့ညီမျှဆိုတာနေထိုင်ကြမယ်ဆိုရင်နောက်ဘဝမှာတူဦးနဲ့တူဦးပြန်ဆုံมาဖြစ်ပါတယ်ဒါကြောင့်တူဦးနဲ့တူဦးနောက်ဘဝမှာပြန်ဆုံခြင်းတယ်ဆိုရင်ဒီတူလေးတူနဲ့အညီကြိုးစားပြီးနေထိုင်ပါနော်အရှင်ဖေယမိတွေးကိုတက်ရင် ပင်စာနန္ဒရိယကံထိုက်ပါသလားတဲ့ဘာလို့တတ်မှာလဲဟွန်း မိထွေးနဲ့မတည့်လို့လားဟာလားမတတ်ပါနဲ့နော်ပိသာနန္တရိယကံ၅ပါးရှိပါတယ်ပိသာနန္တရိယကံ၅ပါးကဘာတွေလဲဆိုရင်၁ဖျားကိုသွေးသိမ့်တီအောင် ပြုခြင်း၂ယဟန္တာကိုတတ်ခြင်း၃တန်ဃာကို အသိမ့်ခွဲခြင်း၄အမိကိုတတ်ခြင်း၅အဖကိုတတ်ခြင်းတို့ဖြစ်ပါတယ် ဖော်ပြပါပင်စာနန္တရိယကံ၅ပါးထဲမှာမိထွေးမပါတဲ့အတွက်မိထွေးကိုတတ်လို့ပင်စာနန္တရိယကံမထိုက်နိုင်ပါဘူးသို့တော်လည်းပဲသူတော်ဘာအသက်ကိုတက်ဖြတ်ခြင်းဟာဖရာအစရှိတဲ့အရိယာသူတော်ကောင်းတွေမကြိုက်တဲ့အလုပ်ဖြစ်တာကြောင့်ဘယ်တတဝါရဲ့အသက်ကိုမှမတတ်ပါနဲ့နော်မိမိတက်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတိလရှိတဲ့သူဖြစ်နေမယ်ဆိုရင်တိလရှိရင်ရှိသလား မိမိမှာမကောင်းကျိုးခံစားရတတ်ပါတယ်။ဒါကြောင့်ဘယ်တတဝါကိုမှ မတတ်ပါနဲ့။နော်။အရှင်ဖုရားယောဂီဆိုတာမြန်မာလူဖြေပေးပါဖုရား။ယူသေးစွာဖြင့်တဲ့။ယောဂီဆိုတာကလေယောဂဆိုတဲ့ဇာကားကလာတာပါ။အစီအယုံ အပေါင်းအသင်းအဖွဲအစည်းလို့အဓိပ္ပာယ်ရပါတယ်။ယောဂီကျင့်စဉ်ဟာဟိန္ဒူဘာသာဝင်တွေစီကနေလာတာပါ။ ဟိန္ဒူဘာသာဝင်တွေဟာကိလေသာတွေကိုချိုးနှိမ်ပြီးတမထကျင့်စဉ်တွေကိုကျင့်၍စိတ်ကိုဖြူစင်အောင်ထားပြီးယောဂီကျင့်စဉ်တွေကိုကျင့်မယ်ဆိုရင်ဝတိအမိရှိတဲ့ဖျားရှင်နဲ့တွေ့ရှိနိုင်ကြောင်းလက်ခံယုံကြည်ကြပါတယ်။အဲ့ဒီကျင့်စဉ်တွေကိုလေ့လာလိုက်စားတဲ့သူတွေကိုပဲယောဂီလို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာမှာလည်းပဲကောင်းကျိုးဖြစ်ဖို့အတွက်ဖျားဟောအဆုံးအမနဲ့အညီဒါနသီလဘာဝနာတွေကို ကြင့်ကြံကြိုးကိုအားထုတ်နေတဲ့သူတွေရှိပါတယ်။အဲ့ဒီပုဂ္ဂိုလ်တွေဟာလည်းပဲယောဂီတွေပါပဲ။အရှင်ဖရာတတိတော်ဖခင်နဲ့မိခင်ကနှကိုးကွယ်ပါတယ်ဖရာ။တတိတော်ကဗုဒ္ဓဘာသာနဲ့မညီလို့မကိုးကွယ်ခြင်းဘူးပြောတာကိုတတိတော်ကို မကိုးကွယ်ရင်နှက်ကင်တက်တယ်လို့ပြောပါတယ်။အဲ့ဒါသူတို့ကိုဘာပြောတင်လဲဖရာတဲ့။ဦးဇင်းအသက်38နှစ်ရှိပါပြီ။အသက်40ပြည့်ပါတော့ လူလောကကိုရောက်ရှိလာတဲ့နှစ်ပေါင်း30ကျော်လုံးလုံးမှာနတ်ကင်တယ်ဆိုတာကိုကြားဘူးတာပဲရှိပြီးအခုထိမမြင်ဘူးသေးပါဘူးကိုထက်ဝါကြီးတဲ့ဆရာတော်တမတော်ဒီထံမှာနတ်ကင်တာကို မြင်ဘူးပါသလားဖရာလို့မင်းမြန်လျှောက်ထားကြည့်ပြန်တော်လဲပဲမမြင်ဘူးဘူးလို့ဖြေပါတယ်ကိုထက်အသက်ရွယ်ကြီးတဲ့လူတကာတကာမတွေကိုမင်းမြန်ကြည့်တဲ့အခါမှာလဲပဲမမြင်ဘူးဘူးလို့ပြောပါတယ် ဒါကြောင့်နတ်ကင်တယ်ဆိုတာဟာလက်ကိုကင်တာလားခြေတော့ကိုကင်တာလားခေါင်းကိုကင်တာလားခါကိုကင်တာလားဘယ်နေရာကိုကင်တာလဲဆိုတာဥစဉ်မသိလို့သိတဲ့သူများရှိရင်ကောမန့်မှာ ဖြေခဲ့ပါဦးเนาะမိဘတွေကိုဘလို့ပြန်ပြောရမလဲဆိုရင်အဖေတို့အမေတို့မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်တယ်။သို့မဟုတ်တရဏဂုံညှို့နှမ်းတတ်ပါတယ်။ တရဏဂုံပြက်နေတဲ့ပုဂ္ဂိုလ်တရဏဂုံညှွမ်းနှမ်းနေတဲ့ပုဂ္ဂိုလ်ဟာတည်တဲ့အခါမှာအပေတို့ကြာရောက်တတ်ပါတယ်။နောက်ပြီးမကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်မယ်ဆိုရင်ကံကံဤအကျိုးပေါ်ယုံကြည်မှုဆိုတဲ့ကမ္မတက္ကတာတမာဒိဋ္ဌိဉာဏ်တွေလဲကွယ်ပြောက်တတ်ပါတယ်။ဒါကြောင့်မကိုးကွယ်ပါရစေနဲ့လို့ပြန်ပြောလိုက်ပါနော်။အဲ့ဒီလိုပြောတဲ့ဂျာတဲ့ကမှသူတို့ကလက်မခံဘူးဆိုရင်ဥပိ္ပခာပြုထားလိုက်ပါ။ဘာကြောင့်လဲဆိုရင် အချို့အရာတွေမှာဖရာတောင်ပြောလို့မရတဲ့အရာတွေရှိလို့ပဲဖြစ်ပါတယ်เนาะ